ောကောပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒါအာဂျင်တီးနားခြေဝင်လီယိုနယ်မက်ဆီရဲ့ကမ္ဘာပလား၆ကြိမ်မြောက်ကစားကွင်းရရေးအိမ်မက်အကောင့်ထဲဖော်နိုင်မဖော်နိုင်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်နဲ့တူအိုဝင်ကနေပြီးတော့မှဒါတုံးသက်တင်ဆက်ပေးတော့မှရှိပါတယ်ခင်ဗျာအိုဝင်မင်္ဂလာပါမင်္ဂလာပါကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါအာဂျင်တီးနားကလီယိုနယ်မက်ဆီမပါဘဲနဲ့လည်းနိုင်ပွဲတွေတောက်လျှောက်ရပါဘူးနော်ဥရုဂွေးကိုလည်းသူတို့ကစားရခက်မယ်ထင်ထားတယ်မော်တီဗီဒီယိုမှာဒါ1-0နဲ့နိုင်တယ်နောက်ထပ်ဒါမှပြိုင်ဘက်ဘရာဇီးကိုလည်းသူတို့4-1နဲ့ဂိုးပြတ်နဲ့နိုင်တယ် မက်ဆီမပါပေမဲ့အာဂျင်တီးနားရဲ့တိုက်စစ်အားကစားအားအဖက်ဘက်ကဘာမှရော့မသွားတဲ့အခြေအနေပေါ့လေအဲဒါဆိုမက်ဆီမပါလဲရတယ်ဆိုတဲ့အခြေအနေတခုဒါအာဂျင်တီးနားအသင်းဘက်ကဒါပေမဲ့မက်ဆီကိုယ်တိုင်ကတော့တည်ကြပါလေဒီအာဂျင်တီးနားနဲ့သူကွာဗလာနောက်ထပ်6ကြိမ်မြောက်ကစားခွင့်ရဖို့အတွက်တော့သူအများကြီးတော့မျောလင့်ထားအောင်မှာတော့တည်ကြတယ်ဒါပေမဲ့လောလောဆယ်မှာသူကဘာလို့လဲစက်ခံမှုပြဿနာတွေတော့ရှိနေတယ်ဒီအခြေအနေလေးကိုအဝင်တစ်ချက်တော့သုံးသပ်ပြပါဦးအဲအာဂျင်တီးနားနီးမြစကောလာနေရတော့သူပြောသွားတယ်ဗောလေဒီလီယိုနယ်မက်ဆီမရှိလဲအသင်းကဘာမှပြဿနာမရှိဘူးဗောလေသူမှာ ဒီကစားသမားအင်အားအလုံးလောက်လည်းရှိတယ်သူရဲ့ဒီကစားခွက်အပိုင်းပေါ့နိဒီအထင်းကြီးမှန်းလည်းဒါအလုံးလောက်ရှိတယ်ဆိုတော့ဒါအတီလင်းလည်းပြောသွားတယ်ဒါပေမဲ့ဒီအသင်းပေါ်တွေအတွက်ကတော့ဒါလီယိုမက်ဆီပါပါတာနဲ့မပါတာနဲ့ကဒါအတော်လေးလဲဒါကွာခြားတယ်ပေါ့လေအဓိကကတော့ဒီသူတို့ရဲ့ယုံကြည်မှုပိုင်းပေါ့အဲအဲ့ဒါကတော့ဒါအဓိကပြောရမှာပေါ့လေနောက်ပြီးတော့ဒီဒီလိုကပ္ပဖလားမျိုးလို့ပွဲမျိုးကဒါသူတို့ရဲ့ကစားသမားဘဝဒီအခုလာမယ့်2026ကဒါနောက်ဆုံးဖြစ်သွားမှာပဲလေနောက်ဆုံးဖြစ်သွားမယ်ဆိုတော့ဟိုသူတို့ရဲ့ပြိုင်ဘက်လို့ပြောရမယ်ပါတစ်ဖက်ကဒါပေါ်တူဂီကဆီယိုနာဒိုကလည်း ပါဖို့ကလေကြာတလောက်ရှိနေတာဆိုတော့ဒီလီယိုနယ်မက်ဆီဒီဘောလုံးပြိုင်သက်တဲ့အနေနဲ့ကဒါသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုလေဒါနောက်ဆုံးဒါကြီးခွင့်ရမယ်အနေထားမျိုးတွေဖြစ်နေရလဲဆိုတော့အကုန်လုံးကတော့ညှုံးနေကြပါလိမ့်ဒါမှမဟုတ်တခုရှိတာကမက်ဆီရဲ့လက်ရှိအနေထားဒါအင်တာမီယာမဟာသူ့ရဲ့ကလပ်တင်ဖြစ်တဲ့ဒါအင်နာမီယာမီမှာဆိုလဲဒါဒဏ်ရာပြဿနာကြောင့်လေအခုနောက်ပိုင်းဒီပွဲစဉ်တွေမှာလဲဒါတွဲချုံနေရတယ်ရှိနေဆိုတော့ဒါသူ့ရဲ့ဒီကြွက်သားဒဏ်ရာတော်တော်လေးကိုဒုက္ခပေးနေတယ်ဒီကြက်ခိုင်ပိုင်းလေးဒုက္ခပေးနေပါလေဒါပေမဲ့ လူနေမစီကတော့ဒါအာဂျင်တီးနားအသင်းတွေတေချာပေါက်သူ6ကြိမ်မြောက်ဝင်ကစားအောင်တော့သူဒီဟာအခုမှလည်းဒါ2025လည်းအစားပိုင်းမှာရှိသေးတယ်ဆိုသူကုနိုင်းကလည်းပြောသွားပါတယ်ဒါဘရာဇီးကိုနိုင်တဲ့ဘက်မှာသူခြေစပွဲအောင်တော့လာဒီလူနေမစီကကသူ့အတွက်အရန်ဟိုစိတ်လှုပ်ရှားစရာလည်းကောင်းတယ်ဗောလေဒါသူ့အတွက် motivate လည်းရတယ်လို့လည်းသူပြောသွားတယ်အဲ့အတွက်သူအကောင်းဆုံးပြင်ဆင်လာနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဟုတ်ပါအော်မက်ဆီကလောလောဆယ်မှာတော့တန်ပြဿနာတော့เนาะဒါအင်တာမိုင်ယာမီမှာဆိုရင်ဒီရာဒီမှာဟိုမေဂျာလိရာဒီစလာတော့မကြပါဘူးဒါပေမဲ့ရွေးချော်တဲ့ပွဲတွေများတယ် မကစားနိုင်တဲ့ပွဲတွေကတဖြည်းဖြည်းဟိုတန်ရတဲ့အချိန်ကြီးပေါ့လေပြောချင်တာတန်ရတဲ့အချိန်ကြီးများလာတဲ့အချိန်ကြီးဆိုတော့ဒါမက်ဆီပလေးသက်တွေတော့နည်းနည်းလေးစိုးရိမ်မယ်တော့တင်တယ်တစ်ဖက်မှာဒါခရစ်စတီယာနိုရော်နယ်ဒိုနဲ့အမြဲတမ်းဒါသူတို့နှစ်ယောက်ကတော့ပြိုင်ပြိုင်နေဆိုတော့အဓိကတော့သူပရိသတ်တွေကပြိုင်တာပေါ့နော်ဒါသူတို့နှစ်ယောက်ကတော့ဟိုပြိုင်နေမပြိုင်ဘူးဆိုတော့ဟိုဘယ်ပြောမလဲပေါ်တင်တော့လည်းဘာမှထုတ်ပြောထုတ်ပေါ်ပြောကြတာမျိုးတော့မရှိဘူးအဓိကတော့ပရိသတ်နှစ်ဖက်ကြားမှာတော့ပြိုင်ဆိုင်မှုတွေကတကယ်ရှိတယ်ရော်နယ်ဒိုရဲ့ချက်ခံမှုကကြတော့လောလောဆယ်မှာကြည့်မယ်ဆိုအသက်40ကျောင်းနေပြီ ဒူလေးရဲ့ကြက်ခံမှုကကြတော့ဘာမှပြဿနာမရှိဘူးအဲတခုပဲဒါအသင်းရဲ့ဒီဘယ်လိုပြောမလဲအသင်းကိုပေါဝင်ပံ့ပိုးနိုင်မှုအပိုင်းမှာကြတော့နည်းနည်းလေးတော့ပြောစရာရှိမှာเนาะအဲအဲ့ဒါလေးတခုကတော့ပြောစရာရှိမယ်ဒါပေမဲ့မက်ဆီကြတော့ဟိုပြဿနာရှိတာကြတော့ဒါကြက်ခံမှုပြဿနာရှိနေတယ်တခုဒါရှူလောင်းတခုကကြတော့မက်ဆီတို့ကကြတော့ဒါရော်နယ်ဒိုနဲ့မက်ဆီနဲ့ကြည့်မယ်ဆိုရင်ရော်နယ်ဒိုကတော့ပိုပြီးတော့ပါဝါဂိမ်းကစားတဲ့ ကစားသမားမက်ဆီကတော့ပုံမှန်ဘောလုံးကြွချင်မှုကို scale ဘိုင်းကိုပို့ပြီးမှအသားပေးတဲ့ကစားသမားဖြစ်နေရပါလေဒီလိုမျိုး scale ဘိုင်းကိုပို့ပြီးမှအသားပေးတဲ့ကစားသမားတယောက်အနေနဲ့ဟိုကြက်ခံမှုအရင်ကြီးအကောင်းဆုံး level တခုမဟုတ်ဘူးဆိုရင်တော့မနေ့နေ့လေးထိန်းကစားလို့ရမယ့်အခြေအနေတော့ရှိမယ်ထင်တယ်ဒီမှာလဲမက်ဆီရဲ့အားတာချက်ကဘယ်လိုများရှိနိုင်မလဲမသိဘူးအဓိကတော့အခုလာမယ့်ဒီ2026ကမ္ဘာဖလားဆိုရင်ဒါလီယိုနယ်မက်ဆီရဲ့အသက်ကဒါ39ဖြစ်သွားပြီပေါ့လေ39ဖြစ်သွားပြီဆိုတော့ဒါသူ့ရဲ့ပါရမီသူ့ရဲ့အရေးသူ့ရဲ့ vision တွေအရာတော့ ဒီအသက်ရွယ်ပိုင်းခြားတော့ဒီအာဂျင်နီနာနဲ့ဒီကမ္ဘာဖလားဒီဒီဘယ်လိုပြောမလဲအချိန်တိုကာလဒီပြိုင်ပွဲတစ်ခုမှာကစားဖို့အတွက်ကသူ့အတွက် AC လောင်းလောက်လက်လုံလောက်တဲ့အနေအထားမျိုးရှိရလို့လေကျွန်တော်မျှော်လင့်နေမို့လေ sorry အော်မျှော်လင့်တာမဟုတ်ဒီယုံကြည်တာပေါ့လေဒါပေမဲ့တကူးရှိတာကဒီသူ့ရဲ့ဒီကြက်ခိုင်မှုအပိုင်းအရပဲဒါသူ့ကိုတော့ဘယ်လိုပြောမလဲသူ့ရဲ့ဆန်းဆောင်ရည်ပဲအဓိကဒါဟိုစိုးရင်ရမယ်အချင်းလေးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဒီနံပါတ်စီးရဲ့အခုလက်ရှိအနေအထားကဒါအချင်းကြီးနားမှာဆိုတော့ဒါအရင်တော့လို့လေဒီ ဒီတောင်ပန်ဒီမှာထွက်ပြီးတော့လေဒီတောင်ပန်ဂျောတစ်လျှောက်လုံးဒါလွန်ထိုးပြီးကစားတဲ့ပုံမျိုးလည်းမဟုတ်တော့ဘူးနောက်ပိုင်းမှာသူက play making ဘက်ကိုပို့ပြီးတော့သွားတယ်အသင်းမှာဒါဒီကစားခွက်ဒါဟိုစတင်နိုင်မှုဒီတိုက်ဆက်စတင်နိုင်မှုသူစီရပဲဒါနောက်ပြီးခဲ့ကဖတ်ဖလာမှာဆိုတော့ဒါသူစီရပဲ initial pass တွေအများဆုံးထွက်တယ်တိုက်ဆက်လမ်းကြောင်းတွေသူစီရပဲထွက်တယ်ဒါသူ့ရဲ့ဒါဒီဘလုံးနဲ့ဒီတက်ဆောင်နဲ့ အပိုင်းလေးတွေပေါ့လေနောက်အဲနောက်ပြီးတော့ဒီဒီသူ့ရဲ့ဒီဘလုံးမပါဘဲ off the ball movement လေးတွေဒါသူ့ရဲ့ vision တွေဒါတွေကတော့အကုန်လုံးအခုချိန်အထိဟိုဒီလုံနေမသိဆိုတာဒါလုံးဝပြိုင်ဆန်ရှားပဲပေါ့ဒီဟိုဘယ်လိုပြောမလဲဒီထိတ်တန်း level မှာအခုထိကိုရှိနေတော့မယ်အဲတကယ်လဲလုံနေမသိရဲ့ဒီအသင်းပေါ်အသင်းပေါ်တွေကပံ့ပိုးနိုင်စွမ်းဒီပအဝင်ကူညီမှုအပိုင်းကတော့ဒါလုံးဝကျွန်တော်တန်မြတ်ဖြစ်စရာတော့မရှိဘူးအဲနောက်ပြီးတော့သူပါတာနဲ့မပါနိုင်တဲ့ဒီကစားသမားတွေရဲ့ဒီဘယ်လိုပြောမလဲစိတ်ဓာတ်ပန်းအရသာဒါတော်တော်လေးကိုဟိုကွာခြားရပေါ့ ူပါရင်တော့ဒီကစားသမားယူမှာဒီဘောလိုကစဒီဟိုရှေ့ဟိုရှေ့ကတိုက်စီမူတာမာတင်နက်တို့ဒါဟိုဂျူလီယန်အဗာဒဲတို့ကစားဒါသူပိုင်ယုံကြည်မှုပူရတယ်သူပိုင်နဲ့သူတို့အတွက်ဒါဂိုးတွေသွင်းသွင်းရနိုင်တဲ့ဖန်တီးမှုတွေရမယ်ဆိုတော့ဒါလုံးဝဟိုယုံကြည်မှုမြင်မာနေရခြင်းဆိုတော့ကိုဆိုတော့ဒီအာဂျင်နီးနားအတွက်တော့ဒါလီယွန်နမ်ပစီပိုင်တော့ပို့ပြီးတော့ဟိုဒါသူတို့ရဲ့ဒီဘယ်လိုပြောမလဲဒါပြီးခဲ့တဲ့ဒါရှာရရတာလေကမ္ဘာဖလားစုကိုဒါပို့ပြီးတော့ဒီဖန်လုံနိုင်မဲ့ အပူဘလိုပြောမလဲဒီကတော့ဂျုံကျူးမွေးအများကြီးပူကောင်းနိုင်တာပေါ့နော်ပူကောင်းလာနေမှာဟုတ်ဟိုတခုတော့ဟိုဆိုရင်ဒါတခုကမက်ဆီအခုချိန်ထိလည်းဘောလုံးကင်ကစားနေတော့အင်တာမိုင်ယာမီမှာကစားတဲ့ပွဲကြီးကြည့်မယ်ဆိုရင်သူရဲ့အလိန်ခေါက်တွေကဒီနေ့ချိန်ထိရှိနေတော့သူရဲ့ break တွေပေါ့လေဒီ break တွေကနေမှတစ်ဆင့်ဟိုအခက်မတင်တာကြွတ်တောက်တန်ရရဆိုတော့ဒီပြဿနာလေးတွေရောနည်းနည်းလေး risk ယူပြီးကစားနေတာဒါကတော့မက်ဆီနဲ့ပတ်သက်ပြီးတော့မှဟိုမြင်မိတဲ့ဆိုရင်ဆိုရင်လည်းချက်မာရော်နယ်ဒိုနဲ့ရှင်ပြီးပေါ့မယ်ဆိုဒိုလီကတော့သူကအလွတ်ကစားတာများတယ်ဘောလုံးကိုအရင်ကြီးကင်ပြီးတော့မှ သူ့ရဲ့ငကူဟန်တိုင်းပေါ့လေဒါကင်ပြောမသိပြောမကစားဘူးသူသူစတဲ့ခါစားတော့ကတော့တောင်ပန်းမှာကစားတော့ကတော့ဘောလုံးကိုဟိုဘယ်လိုပြောမလဲအရင်နှွဲနေနဲ့ကင်ပြီးကစားတာနောက်ပိုင်းမှာတော့ရင်းချက်တဲ့အချိန်မှာဒါဒိုလေးကစားတဲ့ပုံစံကတိတ်ပြီး risk ယူပြီးမကစားဘူးမက်ဆီကတော့အဲ့ risk ယူပြီးတော့မှကစားနေတာလေးကိုတော့မြင်ရသေးတယ်တခုဒါနည်းနည်းလေးခံတာတကွာကြတော့ဘောလုံးရာသီတခုအနေနဲ့ကြည့်မယ်ဆိုတော့ major league ဘောလုံးရာသီကကြတော့ပြက်ကလေးနှစ်တနည်းအနေနဲ့ပဲဒါတွက်တဲ့အတွက်ဒါပုံမှန်ဒါကမ္ဘာဖလားကကစားတဲ့အချိန်မှာကြာရင်ကကြတော့နည်းနည်းလေးသူ့အတွက် ဘယ်လိုပြောမလဲဟိုနားရရနေခါမျိုးကံမျိုးပေါ့နော်အဲ့လိုအချင်းကြီးလောဖြစ်မဲ့ထင်ပါတယ်ဟုတ်ကဲ့အဲ့လေးတစ်ချက်လောဟိုသုံးသပ်ပြောညင်ဟုတ်ကဲ့ပါဟိုကအခုကဒါလီယိုနမစီကဒါဒဏ်ရာရနေဆိုပေမဲ့ဒီကမ္ဘာဖလားကဒီကျွန်ုပ်ဒီ2026ကျွန်ုပ်ပဲဟိုက6လပိုင်းမှာ6လပိုင်းပဲပေါ့6လပိုင်းမှာစမှာဆိုတော့ဒါသူ့အတွက်တော့ဒါသူသူကိုယ်ကလည်းပြောပါတယ်ဒါအခုမှနှစ်ဆရရှိသေးတယ်ပေါ့သူဒီအတွက်လည်းဒီပြိုင်ပွဲတွေအဓိကတရားဝင်ပြိုင်ပွဲတွေဒီရှင်ပြိုင်မှုတွေလည်းဒါ ဟိုအစိုးရရှိသေးတယ်ဗောလေဒါသူ့အတွက်ဒါဒီပြိုင်ပွဲတွေပြိုင်မှုတွေအကောင်းဆုံးပြင်ဆင်ရင်းရမယ်သူ့အတွက်ဒီကြန့်ခိုင်မှုဘိုင်းကိုသူအဓိကဦးစားပေးလုပ်မယ်ဆိုတော့သူပြောသွားတယ်နောက်ပြီးတော့ဒီနိုင်ငံလူစင်အတွက်ခုလက်ရှိအချိန်ထိဒါလျော်နမစီကဒါစိတ်နှစ်ထားတဲ့အနေအထားမျိုးတွေဒါတွေ့နေရတယ်ဗောလေတွေ့နေရတယ်ဆိုတော့ဒါသေးကြပါလေကျွန်တော်ကတော့ဒီပါမယ်လို့တော့ဒါမျောလင်းတယ်နောက်ပြီးတော့ဒီအခုခုနပြောသွားတယ်ဒါစီယွန်နိုဒူနဲ့ဒါလျော်နမစီရဲ့အခုနောက်ပိုင်းဒီနည်းနည်းလေးဟိုဘယ်လိုပြောမလဲကစားဟန် ဟိုအကွဲသွားတဲ့အပိုင်းလေးကဒါစီယွန်နယ်လူကြတော့ခုနောက်ပိုင်းမှာ तू ကဘယ်လိုလဲဆိုတော့ဒီ Real Madrid မှာဟိုကဖြစ်တဲ့ရာသူကသူ့ရဲ့ကစားဟန်အရင်တော့ तू ဒါဒီ Manchester United မှာလိုမျိုးဒါလိန်ခောက်တာပဲမရှိတော့မယ်။ तू ကအဓိကဒီဘိုးသွင်းဘိုးသွင်းဖို့ပဲ तू ကဘိုးသွင်းဖို့ပဲအဓိကဆိုဖြစ်။ဒါပေမဲ့ဒီ Manchester လိုမဟုတ်ဘူး။ဒါလို Manchester တော့ तू က play making bank ကိုပို့ပြီးတော့ဟိုဦးစားပေးရဲ။အသင်းပေါ်တွေကိုဖန်တီးပေးရပေါ့လေ။ဒီအပိုင်းဆိုတော့ तू နှစ်ယောက်ရဲ့ဒီကစားဟန်ကိုကွာတာပေါ့။ဒါပေမဲ့ဒီကြံ့ခိုင်မှုသာဒါပြေဝနိုင်မယ်ဆိုတော့ဒီ Lionel Messi ရဲ့ဒီ vision အပိုင်းနေသူ့ရဲ့ဒီပြေးပို့မှုအပိုင်းနေအောင်ဒါထိတ်တန်း level မှာရှိနေတဲ့အတွက်တော့ ဒါအရင်းအားတော့တော့အများကြီးအထောက်အကူပြုတယ်အဲ့ဒီတော့လေဒီဟိုဟာတနှစ်ကျော်လောက်လိုတဲ့အနေအထားမျိုးမှာတော့ဒါအများကြီးအချိန်တော့အများကြီးဟိုဟာရှိသေးတာပေါ့လေရှိသေးတာဒါသူ့ရဲ့ကြက်ခိုင်မျိုးပိုင်းရတော့ဒီတေချာဖို့သူစနစ်တကျနဲ့ဒီပြင်ဆင်လာမယ်လို့တော့ထင်တယ်ဗျဟိုအဓိကတနှစ်တနှစ်กว่าတည်းတခုနောက်တစ်ခုကကျတော့ဟိုရော်နယ်ဒိုနဲ့မတူတဲ့တစ်ချက်ပေါ့လေဒါအခုခန်းစားမိတော့ကတော့မက်ဆီဘောဒီအာဂျင်တီးနားကစားသမားတွေထားတဲ့စိတ်ဓာတ်နဲ့ကျတော့ဒါပေါ်တူဂီကစားသမားတွေ ဒူလေးပေါ်ထားတဲ့စိတ်ဓာတ်ချင်းတော့နည်းနည်းလေးတော့ကွာမယ်တော့ထင်ပါတယ်ဒါအာဂျင်တီးနားကစားမတွေကတော့မက်ဆီကိုပုံစံမှယူတီလေးစားမှုအပြည့်နဲ့လည်းရှိတယ်ဟိုအ ਨੇ ဆုံးဘယ်လိုပြောမလဲလူဆင်းထဲမှာအပြည့်တက်လူဆင်းပေါ့လေဒီ2020ကျော်ကဘလားအပြည့်တက်လူဆင်းမှာမက်ဆီပါလာရင်တဲ့ကိုတော်တော်လေးကျေနပ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဒါစကာလိုနီကိုရိုင်းကလည်းပြီးခဲ့တဲ့ဒါ2020နှစ်ကဘလားလုံးကတော့မက်ဆီနဲ့အတူဒါသူတို့ကဘာဘလားယူခဲ့တယ်မက်ဆီရဲ့အခန်းကဏ္ဍမက်ဆီရဲ့သွင်းကိုတွေဒါအများကြီးကိုပဲရေးပါခဲ့တယ်ဒီ2026ကျရင်တော့တည်ကြတယ်မက်ဆီရဲ့အရေးပါမှုကတော့ ဒါလုံးဝရော့ကျသွားလိမ့်မယ်ဒီလိုရော့ကျသွားတဲ့အချိန်ဒီမှာစင်မြူနီဒါညာချမ်းမှာဆိုရင်ဒါတက်လူတက်ခြေတက်ကစားမှာပေါ့နော်ဟူလီယန်အေဗရက်နောက်ခုဒီနောက်ပိုင်းမှာဆိုရင်ဒါအန်ဇိုကလည်းဒီနမ်ဘာ10ရူကိုကောင်းကစားလာနိုင်တယ်မက်ကလစ်ဆိုလည်းဒီခွင်းလမ်းမှာကောင်းချီဆွမ်းပြနိုင်တယ်ဆိုအာဂျင်တီးနားရဲ့လူငယ်ခြေတက်တွေရဲ့ဟိုဘယ်လိုပြောမလဲဟိုအခန်းကဏ္ဍတော့ပိုပြီးမှအရေးပါမယ်လို့ထင်တယ်မက်ဆီရဲ့အခန်းကဏ္ဍတော့ရှော့ကျသွားလိမ့်မယ်ယုံကြည်မှုပိုင်းအသင်းကိုဘယ်လိုပြောမလဲယုံကြည်မှုပေးနိုင်စွမ်း တို့က motivation ပေးနိုင်ဆိုရင်ဒီလောက်နဲ့ပဲဒီ2026ကိုပါဘလောက်ပါတော့ဒါမက်ဆီအနေနဲ့အာဂျင်တီးနားလေဗီစင်ကစားသမားဘွားအပိတ်ကိုကတော့ဟိုခပ်ပါးပါးနဲ့ပဲပိတ်သွားမှထင်တယ်အခုထင်ရတော့လေဟုတ်ကဲ့ဒါအဝင်ရောတစ်ချက်လောက်လေအဲ့ဒီအမ်ကျွန်တော်ကတော့သူချက်ခိုင်မှုဒါဟိုပြေဝနိုင်မယ်ဆိုရင်တော့ဒါ liver score line နဲ့ကတော့ဒီ first line ရဲ့မှာထည့်သွင်းအသုံးပြုလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဗျဘာဖြစ်လို့ဆိုတော့ဟိုသူ့ ဒီကစားသမားဘဝတစ်ယောက်ဖြတ်တန်းပုံလက်ရှိချင်းဒီဒါမယူးစင်အသင်းပေါ်တာသူစိတ်နဲ့ထားတဲ့ပုံစံတွေပေါ်နေဒါသူ့ရဲ့အရင်သွေးပိုင်းအဖင်ကတော့တကယ်လက်ရှိအာဂျင်တီးနားတိုက်စစ်မှာဒါသူ့လိုမျိုးမျိုးဘာမှမရှိဘူးမရှိတဲ့အတွက်ဒါသူဒီပွဲထဲကစားသမား17ယောက်မှာဒါပါနေတာဆိုရဲအတိအဒါပြိုင်ပွဲတွေအတွက်တော့ဒါလုံးဝစိတ်ထူပြားစေမယ့်အချက်ပေါ့လေဒီအချက်ကဒီအာဂျင်တီးနားအတွက်ဒါအဓိကအားသာချက်လို့လည်းထင်တယ်အဲဒီအတွက်လည်းဒီ Everett တို့လိုကစားသမားတွေအဲနောက်ပြီးတော့ဒီ Simon တို့လိုကစားသမားတွေအတွက်လည်းပို့ပြီးတော့ ဟိုအခွင့်အရေးတွေရမယ်စပိတ်တွေရမယ်အခွင့်အနောက်နောက်ပြီးတော့ဖန်တီးမှုတွေလည်းဒါမသိရှိရဒါအများကြီးမျောလင်းလို့ရတဲ့အနေအထားမျိုးဒါဟိုကျွန်တော်ဘယ်လိုပြောမလဲဒါမျောလင်းလို့ရတယ်ပေါ့လေမျောလို့ရဆိုတော့ဒီစကောလိုင်းအဲ sorry ဒီအာဂျင်နာနီးပြအနေနဲ့တကယ်လို့ဒါမက်ဆီကြံ့ခိုင်မှုဒါပြေဝနေဆိုတော့ကျွန်တော်အထင်တော့ဒီခောက်ရဲမှလည်းမဟုတ်ဘူးနောက်ပြီးတော့ဒီတကယ်ဘာလုံးကလည်းသူ့ကိုပဲဒါစောင့်ကြည့်နေကြအောင်မယ်ဆိုရက်အတိအကျတော့ဒါဟိုဘင်းကတော့မက်ဆီဝဲအတိကတေကစားအောင်မယ်လို့ထင်တော့ဘူး။အခုကတော့နည်းနည်းလေးဟိုစိတ်သက်သာထင်မိတာသူရဲ့ကြက်ခံမှုအနေနဲ့ကြာရင်တော့ မက်ဆီကိုနည်းနည်းလေး for sure တော့ပဲသွားမယ် motivation ဘိုင်းကိုပဲအဓိကတည်ပြီးတော့မှစကားလုံးကြီးကစားမလားပေါ့နော်အဲ့ဒီခင်ချင်းမျိုးပဲခင်ချင်းမလားဆိုတဲ့ဟာမျိုးတွားတွေးမိလို့ပါလက်ရှိအာဂျင်တီးနားရဲ့လူစင်းကြည့်လိုက်တော့လေဟိုတော်တော်လေးတောင့်တင်းတဲ့အနေအထားမျိုးရှိတယ်ရှေ့လဲနောက်နေရာဆိုမှလူငယ်ချေတဲ့ကစားမတွေရောနောက်ထပ်ကမ္ဘာဖလားရထားတဲ့အတွေ့အကြုံရှိကစားသမားတွေရောအလုံးပေါင်းစည်းထားတဲ့အတွက်အာဂျင်တီးနားတော်တော်လေးကိုခြေစောင်းမရတည်ငြိမ်တာတခုပေါ့နော်နောက်ထပ်ဒါမက်ဆီတွေ့တော့စိတ်လှူရှားကြတာတခုကလက်ရှိသူကစားနေတာကဒါမေဂျာလိမေဂျာလိဒါအမေရိကန်မှာကစားနေတယ်လာမဲ့ကမ္ဘာဖလားလည်းဒါ2026ကမ္ဘာဖလားလည်း ဒါအမေရိကန်နိုင်ငံမှာကျင်းပမယ်လက်ခံကျင်းပမယ်မြို့တွေမှာလည်းမိုင်ယာမီကဒါသူမျိုးအပါအဝင်ဖြစ်မယ်တော့ထင်တယ်အခုကတော့အတိအကျတော့ဒါမသိသေးဘူးပေါ့လေအဲအဲ့မျိုးဆိုတော့ဒါမက်ဆီရဲ့ဒီကစားနေတဲ့လီနဲ့ကျင်းပမယ်အင်ရှင်ဒါလေးဖြစ်နေရတယ်ကိုကတော့စိတ်လို့ရှားစရာဖြစ်မယ်ထင်တယ်နော်ဟုတ်တယ်โอเคဒါလေးကတော့ဒါမက်ဆီနဲ့ပတ်သက်ပြီးတော့မှကမ္ဘာဖလားအီးမေးလ်ကိုဟိုဘင်းကဒါတုံးသက်ပေးပါဖြစ်ပါတယ်ကြီးစုအားပေးကြတဲ့အားသာဝနာရှင်များအားလုံးလည်းကျေးဇူးအားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျစကောပရိသတ်တဦးချင်းစီကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ